တရားထိုင်မှအပေတကားပိတ်တယ်ဆိုတာတော့အပေတကားပိတ်ခြင်းလွဲပါတယ်ငါးပါးသီလလုံနဲ့အပေတကားပိတ်ပါတယ်ချောင်းကနေတော့မြည်သွားလိမ့်ဦးမယ်နော်ငါးပါးသီလသာ လုံအောင်ထိအပေတကားငါးပါးသီလလုံနေဆိုရင်အပေမကြအောင်အပေမကြနိုင်ဘူးအဲ့ဒါကြောင့်ငါးပါးသီလအပေကြတယ်ဆိုတာအကုသိုလ်ကြောင့်ကြတာလေအကုသိုလ်မှလည်းအပေကြလောက်တဲ့အကုသိုလ်တွေလုံမှအပေဆိုတာကြတယ်ဆရာဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူးခေါ်တာရှိတယ် အနန္တရိယပိစ္ဆနန္တရိယကံမ၅ပါးကျุလွင်တော့သိကြပေါ့ဖဲ့နော်အမေတတ်တယ်အဖေတတ်တယ်ယဟနာဟုတတ်တယ်မြတ်စွာဘုရားသွေးစင်းတီအောင် ပြမားတယ်တန်ခါသိမ့်ခွဲတယ်ဆိုရင်တော့ဒါသိကြပေါ့ပဲကြံတဲ့ဟာတွေကတော့သိကြပေါ့လို့ပြောနော်သိကြပေါ့မပြောမေဘီနဲ့ပဲတွားပုစီဘောဘာလို့လဲဆိုလူမ condition တွေကရှိတာအခြေအနေတွေကမတူဘူးလေ ကဲတစုံတစ်ခုမဟုတ်တာလောက်တိုင်းဒီပြင်းမှုတစ်ခုကျွလွန်တိုင်းဒီပြင်းမှုကျွလွန်ရင်ထောင်၃နှစ်ဆိုပါတော့ကြာလာလူတိုင်းအဲ့ဒီပြင်းမှုကျွလွန်တိုင်းကြာလာပတ်စံရှိတဲ့လူကြမကြာဘူးဘာလို့လဲဆိုတော့သူပိုက်ဆံကသူကွန်ဒီရှင်းခေါ်တာပဲနော်လူကြီးနဲ့သိရင်လည်းမကြာဘူးတရားသူကြီးနဲ့သိရင်လည်းမကြာဘူးဘာမှမကြာတော့အဲ့ဒါကောင်းတဲ့ကွန်ဒီရှင်းတွေရှိတယ်လေသူကအဲ့လိုဆိုလိုတာ အပေရလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီပဲလို့ကိုကျင်တရားတွေရှိတယ်ဒါနတွေလုပ်တယ်ကမ္မထာနေထိုင်နေဆိုရင်အဲ့ဒါတွေကကယ်မှာပဲပေါ့ဒီလိုဆွလို့တာပေါ့နော်ခြေနေကောင်းနေလုံးထိုင်မကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတပန်ဖြစ်သွားမှအပေနဲ့လုံးဝဩဇာကွဲတယ်ဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိတယ် ောတပါမဖြစ်နဲ့အပယ်အနေလွတ်သွားတာလည်းရှိမလွတ်ဘူးဆိုတာ possible မဟုတ်တာလို့ရင်တော့လေလွတ်ချင်မှလွတ်မှာပေါ့ဥပမာမယ်အပဒံထဲမှာပါတဲ့ပန်းလေးတပွင့်လှူတာနဲ့60တကဘာအပယ်မလာဘူးတဲ့ကြံတဲ့ကုသိုလ်ကျွင်းကြံလေးနဲ့ယဟန္တာဖြစ်သွားတယ်အဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဘုံမှာဒါအပယ်တကပိတ်သွားရသဗျာကိုယ်တိုင်ကသာဥပါတိတေတသုတ်ဆိုတာဟောထားရှိတယ်။ဒီ ဥပါဒံရှိနေပြီမဲ့လို့အပေမကြနိုင်တဲ့ပုံကိုယ်တွေဆိုပြီးဟောတော်တာရှိတယ်။အဲ့တော့လူတိုင်းပဲကြားမယ်လို့တော့အောင်းမိတ်လေးနဲ့ပေါ့နော်။ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့။